။လဲမဒီပြည်သက်ကြီးမင်္ဂလာပါ။ကဏ္ဍစုံစားစီစဉ်တင်ဆက်ပေးနေတဲ့ Inside မြန်မာစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။မြန်မာတို့ရဲ့ဆန္ဒယာတီပွဲတော်ရှိတဲ့အထက်မှာဒဇာမုံလာမှာဆိုလို့ရှိရင်ကထိန်သင်္ကန်းကတ်လူတာ၊စီမီပူဇော်တာတွေဟာဒီလိုက်ရိုးရတလေးတစ်ခုပဲဖြစ်ပါတယ်။ဒါအပြင်မြို့နယ်တိုင်းမှာရှိတဲ့ရက်ကွက်ဒီဒီမှာလည်းနိုင်ငံဈေးပွဲတော်တွေကျင်းပပြုလုပ်တာတွေရှိပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ပြည်သက်ကြီးကိုတင်ဆက်ပေးမှာကတော့ Grand City မိသားစုရဲ့ပျော်ရွှင်ပွဲရာနိုင်ပန်ဈေးအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီနိုင်ပန်ဈေးပွဲတော်ကိုတော့ရန်ကုန်မြို့နယ်မှာရှိတဲ့ Grand City အိမ်ယာမှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံစည်းပွဲတော်ကိုတက်ရောက်လာတဲ့ဧည့်သည်တော်တွေအတွက်ကူပွန်တွေလက်ဆောင်ပေးခဲ့ပါတယ်ဒီကူပွန်တွေနဲ့ဈေးပွဲတော်အတွင်းခင်းကျင်းထားတဲ့ဈေးဆိုင်တန်းတွေမှာသွားရောက်တန်းစီကစားသုံးရတာဖြစ်ပါတယ်အလွန်ပျော်စရာကောင်းလာပါတယ် ီပွဲမှာတော့ Grand City Charity Foundation အတွက်အလူငွေလဲပါဝင်လူတိုင်းနိုင်ဖို့အတွက်လူငွေထည့်ဝင်ရနေရာလဲရှိထားပါတယ်ဒီလိုနိုင်ငံစီပွဲတော်မှာ Korean City ရဲ့တာဝန်ရှိသူတူကလည်းဝမ်းမြောက်စကားပြောကြားပေးပါတယ်။မြန်မာ should be honored. ဒီ ਉਹ 提倡的是 live the golden city life. Korean City ကပြီးခဲ့တဲ့နှစ်ထဲကဈေးွက်ထဲကိုရောက်ရှိလာပြီဖြစ်ပါတယ်။အဒီဗရီတွေကိုလည်းအဆက်မပြတ်လှုပ်ဆောင်နေပါတယ်။ 然后我们从去年开始呢，今年六点半，所以上南高了嘛，七十二高呢，这里撇掉一边。古兰西蒂嘛，里面 customer lifestyle 里，保龄球的预约比六撇八的。嗯，今天呢，我们的这个 Charity Foundation 呢，他们也是积极的参与进来，因为呢，三到 supplier 里，苏邦比较低那半级别，我六撇掉吧。လောရတဲ့ရည်ရွယ်ချက်က marketing အတွက်လည်းဖြစ်သလို Golden City ရဲ့ brand ကိုဖော်ထုတ်ခြင်းရဲ့ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။ 所以呢，我们的 Charity Foundation 呢，联合 Golden City，Golden City 干的，过办 Golden City Charity Foundation 阿会个出场拿把的。ဒီ foundation နဲ့ Golden City ပူးပေါင်းပြီးမြန်မာနိုင်ငံမှာပရဟိတလုပ်ငန်းတွေအဆက်မပြတ်လှုပ်ဆောင်သွားဖို့ရှိပါတယ်။ဒီနေ့ပွဲမှာတော့အစားအသောက်ကျွေးမွေးအခမ်းအနားအပြင်ရေပင်းသစ်ဒေသတွေပြန်လည်ထူထောင်ရေးအတွက်အလှူငွေကောက်ခံသွားမှာပါ။ဖြောပြေးရေးအစီအစဉ်တွေအပြင်ပြန်လည်ထူထောင်ရေးအတွက်လည်းလှုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ီနိဗ္ဗာန်စီပေါ်တော့မှာ Royal City Charity Foundation ရဲ့တာဝန်ရှိသူကလည်းအခုလိုပြောကြားခဲ့ပါတယ်။မြန်မာပြည်မှာရေဘေးသင့်တဲ့ပုံစံတွေနဲ့350ဒီဘွဲမှာတက်ရောက်လာတဲ့ဧည့်သည်တော်တွေကိုလည်းပျော်ရွှင်စရာအစီအစဉ်ဖြင့်ကန်ဆန်းမဲတွေဖောက်ပေးခဲ့ပါတယ်။နောက်ဆုံးရွေးချယ်ပေးမယ့်ဆုမဲရတော့ဒီဘွဲမှာတည်တန့်ရှင်မောင်မောင်ထိတ်ကလည်းသူ့ရဲ့တိုက်နဲ့တက်တဲ့တေးသချင်းတွေနဲ့ကြော်ပြခဲ့ပါဗျာ နိဗ္ဗာန်စီဆိုရဲကုသိုလ်လုပ်တဲ့အလုပ်ပေါ်သားရဲ့အဲ့တော့ပြောစရာကောင်းပါတယ်ပြီးတော့လည်း lucky draw လည်းပါတယ်ဆိုတော့လေလူတွေစိတ်လှုပ်ရှားတာပေါ့အရန်ကောင်းပါတယ်အန်တီကလေအန်တီမီလေးရလေဒီမှာ cake or club ဆိုပြီးတော့ cake ပို့ရောင်းနေ ကိပုံရောက်နေအဲ့ဒီသူ့သူ့ဆိုင်လေးကိုလာရင်းနဲ့အချို့ဒီမှာလာထိုင်နေတာပေါ့လေတမိဆိုင်လေးကဟိုမှာအဲ့လိုအဲ့ဒီအတွက်ကိုလာတာအတိအတော့ကိုယ့်အသက်ရွယ်နဲ့ဒီပွဲနဲ့အန်တီနဲ့မအပ်ဆပ်ပါဘူးတိုးတော်လေအဲ့တမိလေးကသူရောက်တဲ့နေရာကိုလာပြီးတော့အားပေးပါဆိုလို့သူ့ရဲ့ kick your club ဆိုတဲ့ kick ကလေးရောက်လာဘူးလာပြီးတော့လာတယ်အဲ့တော့ဒီမှာလဲဟိုအန်တီတို့အဖွဲ့တွေဆိုနေတယ်ဆိုတော့အားရမပြနိုင်ဘူးပေါ့သူတို့အားပေးနေတာပေါ့တာ မန်ဒီဇိုင်းနိုင်ပွဲတော့ဆိုတာတော့အရန်ပျော်စရာကောင်းတဲ့အချိန်ပဲပြီးတော့အန်တီကိုရင်းကလည်းဒီဇိုင်းနိုင်မှာမွေးတာအန်တီရဲ့ဒေတော့ဘက်ကဒီဇိုင်းနိုင်ဆိုတော့အခန်းတွေကိုပြောနေတာအဲ့ကျန်းမာဒီလိုပေါ့နော်ကိုမြင်ရဒီရန်ကုန်မြို့မှာလူတော်တော်များများတွေအန်တီရဲ့အသည့်တွေမျက်နှာသည့်တွေဘာတွေအကုန်လုံးနဲ့လည်းဒီမှာတွေ့ရတယ်ပြီးတော့ lucky draw လေးလည်းဖွင့်ပေးတယ်ပြီးတော့သူတို့ရဲ့စေတနာတွေတော်တော်ကောင်းတာအန်တီတွေ့ရတယ်လေသူတို့အချိုးအမြတ်တွေမယူဘဲနဲ့ ကုန်လုံးကိုစိတ်ချမ်းသာအောင်လုပ်ပေးတယ်။ဒါကြောင့်ဒီနိဗ္ဗာန်ဇေယီလုပ်တဲ့ဟာဒီလာတဲ့လူတွေအားလုံးအတွက်အယံပျော်စရာကောင်းတဲ့ပွဲကြီးတစ်ခုဖြစ်တယ်လို့အဒီယုံကြည်ပါတယ်။ဒီနေ့ဗန်စီပွဲတော်ကတော့ Golden City Customer Rate ပျော်ရွှင်စရာတစောင်းနိုင်အစီအစဉ်လေးပဲဖြစ်ပါတယ်။ Golden City 呢是目前陽光房地產市場呢最具代表性的項目之一。 ကိုရန်စီးတီးကနေဖိတ်၃ခုခွဲပြီးတော့စီစဉ်ဆောင်ရွက်နေပါတယ်။ Phase 1အနေနဲ့ကအပိသက်ဆောက်လုပ်ပြီး၂016ကုလပိုင်းမှာအခမ်းအဖို့စီစဉ်ထားပါတယ်။ Phase 2ကတော့2018မှာပြီးစီးပါမယ်။ဘလော့တစ်ခုလုံးကိုတော့2018မှာပြီးဖို့ကြိုးရထားပါတယ်။2ဟောလုံး已经提前封顶了。我们项目总共分为三期，然后项目的一期呢都全部都是住宅。ကိုရန်စီးတီးရဲ့ Phase 1မှာအခမ်းပေါင်း904ခန်းရှိပါတယ်။ Phase 2မှာအခမ်းပေါင်း962ခန်းရှိပါတယ်။ မြန်မာနိုင်ငံတဝမ်းလုံးမှာတော့ construction လုပ်နေမြန်တယ်လို့ quality တွေကောင်းပါမှာတယ်交房，然后目前来说的话，我们项目 Golden City 这个项目的建设进度，应该是这个市场来说最具代表性的。ဒီနေ့ပန်စီပေါ်တော့ပါတက်ရောက်လာတဲ့ဧည့်သည်တော်တွေအတွက်ဒေသရှင်နီနီခင်စောကစိတ်ကြိုက်ဒေသချင်းတွေနဲ့တီးဆိုပြီးပျော်ရွှင်စွာဆင်နွှဲခဲ့ပါတယ်။ ်တာရာနဲ့မျောလင်းချတဲ့စုံတရားပါဝင်ပါပဲပေးဆက်တာဒါရှင်မပြောမဲကျော်လွန်နိုင်ခဲ့ရာရင်းနေကစားရာနဲ့ပေးဆက် This is a tale of a shop like a sun fall Hey, then for a shout, for two down, child In the dry, in the land, get off Me on a dollar, hey, hey Chip on the get down, hey, hey More than the sun, but the town When I go, when I go, you guy, I pay Straight down ကစားမဲစီစဉ်တွေမှာလည်းနီနီကင်တော်ကိုယ်တိုင်မဲဖောက်ချီးမြှင့်ပေးခဲ့ပါတယ်။ဒီပွဲမှာတေးသက်ရှင်ချစ်ကောင်းကလည်းတေးသက်ချင်းတွေနဲ့ ဖျော်ပြတည်ဆိုခဲ့ပါတယ်လူတွေကအာယုံထားစိတ်ဝင်စားပေမဲ့လောကကြီးကိုရွံ့မတိုင်းနဲ့လောကကြီးကမင်းချက်သာရလောကကြီးကမင်းချက်မာရမိမဒုက္ခရောက်လိမ့်မယ်အဲ့နောက်မှာတော့ Korean City Charity Foundation အတွက်လူရန်နဲ့လူရှင်တွေကိုလည်းအခုလိုကြေညာပေးခဲ့ပါဗျ။ဦးတောင်းထိုင်မင်းမှာအထက်သားပစ္စည်း၅သိန်းဘူးဖြစ်ပါတယ်ခင်ဗျာ။အေယာဝတီတိုင်းစလုံမြို့နယ်တက္ကေကျွန်းကြေးရွာမှာ 3300ကျော်တန်တဲ့အလဲတန်းကြောင်းအဆောက်အဦးကိုစောက်လုပ်လှူဒန်းထားရှိပြီးဖြစ်ပါတယ်။ကျောင်းသုံးပစ္စည်းတွေကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့လှူဒန်းနိုင်ဖို့စီစဉ်ထားရာအခုကောက်ခံရရှိပြီးတဲ့အလှငွေတွေဟာကျပ်သိန်းပေါင်း180ကျော်နီးပါးရှိနေပြီဖြစ်ပါတယ်။အဲ့တော့ကြံရှိတဲ့ငွေတွေကိုကျွန်တော်တို့အခုကြွားလို့လာကြတဲ့အပရိသတ်များအခန်းပိုင်ရှင်များမှန်ပါများအားလုံးမှစေတနာရှိထား၍တရားတရားထက်တန်စွာထက်မှန်လှူဒန်းပေးဖို့လဲတိုက်တွန်းနှိုးဆော်ရပါတယ်။ Warren City မိသားစုကနေကျင်းပခဲ့တဲ့နိုင်ငံစည်းပွဲတော်ဟာပျော်ရွှင်စရာအလွန်ကောင်းလာပါတယ်။ ဒီတစားမုံလာဟာအလူတန်းတွေပေါ်တဲ့လာလဲဖြစ်ပါတယ်ဒီလိုမြန်မာတွေရဲ့ချက်စရာကောင်းတဲ့ဒလိတွေမပြောက်ပြက်အောင်ထိမ့်သိမ့်ဖို့လိုပါတယ်ဒီနိဗ္ဗာန်ဈေးပွဲတော်ကတော့ Golden City Customer တွေအတွက်ပျော်ရွှင်စရာတစားနိုင်အစီအစဉ်လေးပဲဖြစ်ပါတယ် ါရီရဲ့ delay တစ်ခုဖြစ်တဲ့သောင်မုံးလာဟာအလွန်ပျော်ရွှင်စရာကောင်းတဲ့လတ်တလာပဲဖြစ်ပါတယ်။အခုလိုပျော်ရွှင်စရာကောင်းတဲ့လတ်တလာမှာအခုလိုပျော်ဝဲရှင်ပွဲတွေကျင်းပတာဟာနှစ်စဉ်တစ်တိုင်းကျင်းပခဲ့တဲ့ရိုးရာ delay တစ်ခုပဲဖြစ်ပါတယ်။ဒီရိုးရာ delay ကိုမပြောက်ပြတ်ဖို့ကကျွန်တော်တို့ရဲ့တာဝန်တွေပဲဖြစ်ပါတယ်။ဒါကြောင့်ဒီရိုးရာ delay ကိုထိန်းသိမ်းကြပါစို့လို့တိုက်တွန်းရင်းနဲ့ပဲကျွန်တော်တို့ဒီ season ကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။